ားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲအဲ့ဒီအကြောင်းအရာလေးကကျွန်တော်ကျွန်တော်ဒီနေ့ပေါ့နော်ဟုတ်နေကျွန်တော်အားသွင်းနေပေါ့နော်အားသွင်းတဲ့အပိုင်းရဲ့ပမာအဆုံးကျွန်တော်ဘယ်လိုခြားခြားသုံးရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးပေါ့နော်ဘာဖြစ်တယ်လဲဆိုရင်ပမာဆုံးကျွန်တော်အားသွင်းရင်ပေါ့နော် ကျွန်တော်တို့ original adapter ကိုကျွန်တော်တို့သုံးတင်ပါတယ်။ဘာလို့ original adapter ကိုသုံးတင်လဲဆိုတော့ order အခုနောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ဒီ Samsung ကထုတ်တဲ့ Samsung A36 တို့ Samsung Galaxy A25 တို့ဒီ model တွေမှာကျွန်တော်တို့ auto cut off ပေါ့နော်။ဒီ R ကို95ရာခိုင်နှုန်းထိ setting မှာရွေးပြီးပေါ့နော်။ဘယ်ကိုဘယ်လိုချင်တဲ့နေရာကိုပဲဖြစ်ဖြစ်ပေါ့နော်။ အာဒီကျွန်တော်တို့ထားပြီးတော့ရိုင်းတော့ထားပြီးတော့ cut off ဖြတ်ခိုင်းလို့ရတာပေါ့နော်အဲ့တော့ဆိုရင်ကျွန်တော်တို့ဖုန်းနေရဲ့ဘက်ထရီကဘယ်လိုဖြစ်လဲဆိုတော့အာရိုင်းပေါ့နော်ကျွန်တော်တို့ဒီဘက်ထရီဟက်ကြတာဒီဘက်ထရီအရင်အားကုန်မြန်တာဒီအဲ့လိုဖြစ်တာတွေကိုကျွန်တော်တို့ဟိုကာကွယ်ပြီးသားဖြစ်တယ်အာပြီးတော့ကျွန်တော်တို့ဒီတချို့ကြတော့ပေါ့နော်ပတ်စံအကုန်ကြတတ်အောင်ဆိုပြီးတော့အခုဒီ original နဲ့ adapter မဟုတ်ပဲねတခြား adapter တွေတောင်းတဲ့အခါမှာဖုန်းကဘာတွေဖြစ်လာတယ်ဆိုတော့ battery ကိုလည်းထိခိုက်နိုင်တယ်အာအားကိုပေါ့နော် control မလုပ်ပေးဘူးပေါ့နော် auto cap မပါဘူးပေါ့နော်အဲ့ခါကျရင် battery ကအားအရန်တွင်းနေလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဟိုဖြစ်တတ်လိမ့်မယ်အဲပြီးတော့ကျွန်တော်တို့ဖုန်းနဲ့ပတ်သက်ပြီးတော့ battery ဘိုင်းနဲ့ပတ်သက်ပြီးတော့ပြောပြရတာခုရှိရပေါ့နော်အဖုန်းကဖုန်း battery ဆိုတာကကျတော့ battery ခံမခံကကျတော့ကိုယ်သုံးတဲ့တက်တန်းပုံမှာမူတည်ပြီးတော့ အဲဘက်ထရီကခံတာပေါ့နော်အခုတန်ထားပါတော့ဟုတ်အဲတိတိ100ခိုင်နှုန်းတိပဲဖြည်းဖြည်းပေါ့နော်200ခိုင်နှုန်းတိပဲဖြည်းဖြည်းအဲအောက်တိပါဆန်းလောက်သုံးလိုက်ပြီဆိုရင်ဘက်ထရီဆိုင်ကယ်ရှိပါတယ်ဘက်ထရီကိုအဲပို့ပြီးတော့ထိခိုက်ပဲပေါ့နော်အဲဘက်ထရီမှာကျတော့ဘယ်လိုပြောမလဲအရန်ရှုံးရတယ်ပေါ့နော်ဘက်ထရီ20%လောက်ရောက်ပြီဆိုတာ ਨੇ ဖုံးပေါ့เนาะအဲချက်ချင်းအားပြန်သွင်းတာအအကောင်းဆုံးပါပဲဒါဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ် အာဘက်ထရီဘိုင်းနဲ့ပတ်သက်လို့ပေါ့နော်ကိုကြကြခံမယ်ပေါ့နော်ဥမာအာသွင်းနဲ့ဖုံးသုံးမယ်ဆိုရင်အာဘက်ထရီဟက်ကိုပို့ပြီးတော့အဲထိခိုက်နိုင်တယ်အဲကိုကပတ်ဆက်တက်နိုင်နေဆိုကိုကဒီဂိမ်းကစားတဲ့သူဆိုရင်တော့အာပို့ပြီးတော့ပေါ့နော်음ဘက်ထရီထားပါတော့ဘက်ထရီကအရင်ဟိုအာသွင်းကျွန်းတက်လာတဲ့ခါမှာဘာတွေဖြစ်လာလဲဆိုတချို့ကြတော့ရှိတယ်ဖုံးကဘက်ထရီကဖောင်းလာတယ်ပေါ့နော်အဲဖောင်းလာတာဟာပဲဆက်သုံးနေတာရှိတယ်အဲ့လိုခါကျရင်ဘာဖြစ်လာလဲဆိုရင် အန်ရရှိရပေါ့နော်အဲတချို့လူမြင်မှုတွေဖုန်းကရမ်းပေါ့နော်ဘက်ထရီကဖောင်းနေတယ်အဲ့ဒါဆက်သုံးနေတော့အဲ့ဒါရမ်းအန်ဒီရများတယ်အဲ့တော့ကျွန်တော်တို့ဖုန်းဘက်ထရီပိုင်းနဲ့ပတ်သက်လို့ဒက်တာပတ်သက်လို့ကျွန်တော်အခုဒီမှာဗီဒီယိုလေးတစ်ခုပြပေးမယ်ပေါ့နော်ဒီ setting တွေထဲမှာဆိုရင်ကျွန်တော်ဒီ Samsung ပေါ့နော် 45W ကိုအဲကျွန်တော်65 ठी ပေါ့နော်ထားလို့ရတယ်ပြီးတော့အခုကျွန်တော်တို့ညာဘက်အိတ်နေတယ်ဆိုရင်ကျွန်တော်ကဒီ setting လေးကိုဖွင့်လာခြင်းအပြင်ကျွန်တော်တို့ ဟုံးပေါ့နော်။ဥမာအားသွင်းလို့ပြီးတော့ပောက်ကွဲတာတော့အဲ့လိုမျိုးစိုးရင်ကြာမရှိတော့ပေါ့နော်။အခုနောက်ပိုင်းမှာအာဖုံးဘက်ထီဘိုင်းနဲ့ပတ်သက်လို့တော်တော်အဆင်မြင်လာတာတွေ့ရတယ်။ခြံရင်ဘိုင်းစနင်းနဲ့ပတ်သက်လို့လည်းအဆင်မြင်လာတာတွေ့ရတယ်။အဲ့တော့အကြံပေးချင်တာကျွန်တော်တို့ original adapter ကိုတုံးပါ original adapter ကိုမတုံးနိုင်ဆိုရင်တော့အာဒီတခြားပေါ့နော်အဲတခြား adapter ကိုကိုအားသွင်းတဲ့ပုံမှာနိုင်နဲ့ကြည့်ပြီးတော့မတရားတိုင်းတော့ပြင်ဖြုတ်ထားတာတော့အဲ့လိုမလုပ်ရင်တော့ကိုအဆင်ပြေတယ်ဒါဆိုရင် ဖုန်းဘက်တရီတတန်းပို့ပြီးတော့ကြာရှည်ခံနိုင်ပါတယ်အဲနောက်တစ်ခုရှိတာကြတော့ quality ဘန်းကိုဦးစားပေးပါ quality ဘန်းကိုဦးစားပေးညာဖြစ်ပါတယ်ဖြစ်လာမလဲဆိုရင်ကျွန်တော်တို့ပထမတစ်ချက်ကျွန်တော်တို့ဖုန်းရဲ့တတန်းပို့ပြီးတော့ဒီရှင်မှာတုံးလို့အဆင်ပြေပါမယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဖုန်းဘက်တရီလဲမယ်ဆိုရင် original battery ကလဲပါ original battery ကကြတော့အာတရုတ်ကအထုတ်များတယ်ပေါ့နော်အဲတရုတ်ကအထုတ်များတဲ့အတွက်ကြောင့်မလို့အာ တရုတ်ကဆပ်ပလိုင်ရလည်းများပါဒါပေမဲ့ original နီးပါးလောက်တော့ကျွန်တော်တို့အားပြင်ရတာပေါ့နော်အဲ battery mine နဲ့ပတ်သက်လို့ပြောချင်တာကတော့အသေးချာစိတ်ချရတဲ့ sign တွေမှာပြင်ပါအဲ battery armor ခိုင်ချက်ပြီးတော့ဖြစ်နိုင်ရင်တော့အဲဖုန်းပေါ့နော်အဲဒီဖုန်းကိုသွားလဲတဲ့ sign မှာအဲ original battery ဟုံးမို့တခါတည်းစစ်စစ်ပါဒါဆိုရင်ကျွန်တော်တို့ charging original adapter နဲ့အားပြင်းတဲ့အခါမှာကျွန်တော်တို့အဲမူလအတိုင်းပေါ့နော် percentage တွေပြင်ရမယ်အားအကြာကြီးခံတဲ့ပုံစံနဲ့ပြင်ရမယ် iPhone နဲ့ပတ်သက်လို့ကကြတော့ iPhone ကကြတော့အတိအတိုင်းပဲဘက်ထရီပိုင်းမှာမော်ဒယ် Pro Max လောက်ဆိုရင်တော့ဘက်ထရီခံတယ်ပေါ့နော်။ဒါပေမဲ့အဲပြောမယ်ဆိုရင်တော့ဘက်ထရီပါစန်နီးကကိုယ်တုံတဲ့ပုံမူတည်ပြီးတော့အရင်ကြမြင်တာဖြစ်တဲ့။အဲ iPhone နဲ့ iPhone နဲ့ပတ်သက်လို့ကတော့ဘက်ထရီပိုင်းကတော့တိတ် အာရင် heavy ဖြစ်တယ်မှာတော့မပါ Android က Android လောက်ထက်သူ strong တင်မဖြစ်သေးဘူးเนาะကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ strong ဖြစ်တဲ့ထဲမှာတော့ပါတယ်အခုထွက်လာတဲ့ iPhone 7 Pro Max ဆိုရင်တော့မဆိုးပါဘူးသူ့မှာ update ကအာ minute 20လောက်ဆိုရင်60ရာခိုင်နှုန်းကတွေးနိုင်တယ်ဆိုရင်တော့ဒါတိုးတက်လာတဲ့ထဲမှာပါတာပါเนาะအဲ့တော့ကျွန်တော်ကြံမိချင်တာကကျွန်တော်အခုဒီ setting လေးတစ်ခုပြပြမယ်เนาะအဲ့ setting လေးတစ်ခုက original ပေါ့เนาะ45 watt ်ဒီ Samsung A36 36မှာပါတဲ့ 45W adapter charger ပေါ့နော်အဲအဲ့ဒီ adapter charger မှာကျွန်တော်65ရောက်ပြီဆိုတာနဲ့သူက auto ကောက်ဖြတ်ပြီးပါတယ်အဲအခုအချိန်မီးကျင်တာကတော့ဖုံးဝယ်ပြီဆိုတာနော် original adapter တော့ဝယ်ပါ original adapter မဟုတ်တဲ့တခြားတစ်ခုကိုသုံးမယ်ဆိုရင်လည်းအသွင်မိုက်စနစ်ကိုတခြားကယူဆိုင်ပါအလုံးကို ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်နောက်ပိုင်းမှာလည်းကျွန်တော်ဘူးတူတိုင်းရမယ့်ဘူးတူတိုင်းရမယ့်ဗီဒီယိုလေးတွေထပ်တင်ဖို့ရှိပါတယ်အားလုံးကြည့်ရှုပြီးတော့အားပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်